မိဘပြည်သူများရှင် Prime Media မှဒေါ်ခတ်နေစုရဲ့သတင်းသုံးသပ်တင်ပြချက်လေးဖြစ်ပါတယ်ရှင်။ဒီနေ့မှာမိဘပြည်သူများအတွက်ဝန်သားဆရာသတင်းလေးနဲ့ပဲစတင်ပြီးတော့တင်ဆက်ပေးရပါမယ်။မြမတက်မလို့ရဲ့လှုပ်ဆောင်ချက်လေးတွေအပေါ့နော်။ဝန်သားဆရာမြင်ကွင်းလေးပေါ့ရှင်။အဲ့ဒီမြင်ကွင်းလေးကိုတင်ထားတာကတော့ကိုခိုင်စောကတင်ထားတာဖြစ်ပါတယ်။ရုပ်သံဖိုင်လေးတစ်ခုပါရှင်။မိဘပြည်သူများအရင်ဆုံးရုပ်သံဖိုင်လေးကိုကြည့်ရှုလိုက်ပါအောင်ရှင်။ မိဘဘယ်လိုမြင်တဲ့အတိုင်းပါပဲကြက်ကင်လေးပေါ့နော်ကြက်သားတွေကိုတေးချာလေးကင်ပြီးတော့ထုတ်လေးနဲ့ထုတ်ပိုးပြီးရှေ့တန်းစစ်မှန်တဲ့ပြင်အထိကိုတက်မလို့ drone နဲ့ဒီကြက်ကင်လေးကိုပို့ဆောင်ပေးနေတာဖြစ်ပါတယ်ရှင်အခုဆိုရင်ကျမတို့တက်မလို့အောင်မြင်မှုတွေကဒီနေ့တခြားတိုးပွားလျက်ရှိပါတယ်တက်မလို့ရဲ့အုတ်ထိန်မှုအောက်ကိုပြန်လည်ရောက်ရှိသွားတဲ့မြို့တွေဟာဆိုရင်လည်းကျောင်းတွေပြန်ဖွင့်နိုင်ပြီးပြည်သူတွေကောင်းမွန်စွာလုပ်ကိုင်စားသောက်နိုင်ပြီးအနေကင်းစွာနေထိုင်နိုင်ကြပြီဆိုတဲ့အခြေအနေတစ်ခုမှာမြန်မာတက်မလို့လက်အောက်မှာနေခဲ့ရတဲ့အချိန်နဲ့ အကျံပလက်နက်ကိုင်းရဲ့လက်အောက်မှာနေခဲ့ရတဲ့အချိန်တွေကလည်းဘလို့ကွာခြားမှုရှိရဲဆိုတာမိဘပြည်များလည်းသိရှိသွားပြီပေါ့နော်။ဒါကြောင့်အခုဆိုရင်မြမတက်မလို့အောင်မြင်မှုတွေကိုလည်းမိဘပြည်သူတွေကိုယ်တိုင်ကိုယ်ကလိုက်ပါစီမျှော်ပြီးတော့ခံစားတက်လာပါပြီ။မြမတက်မလို့ငါတို့မျိုးပြန်ရမှာပဲအိမ်ပြန်မယ်ဆိုတဲ့သူတွေကလည်းအများကြီးပါပဲ။ကျမတို့ကအခုကာလမှာငိမ့်ချမ်းချင်းရဲ့အရာတောင်တော်တော်သိသွားတာပေါ့နော်။မငိမ့်ချမ်းချင်းရဲ့အရာတောင်လည်းနားလည်သွားတာဆိုတော့လေ။ နောက်ကာလတွေမှာဆိုရင်တော့မြမတက်မတော်ကလုံခြုံရေးကိစ္စနဲ့ပတ်သက်ပြီးတော့ပူးပေါင်းဆောင်ရွက်ဖို့ရှိလာလို့ရှင်ပြည်သူတွေကပို့ပြီးတော့ပူးပေါင်းလာမယ်လို့ကျွန်မယုံကြည်ရယ်။ဘာကြောင့်လဲဆိုတော့မြမတက်မတော်ကရေးနှိပ်တဲ့အချိန်မှာပြည်သူတွေတော်တော်ဒုက္ခဆင်းရဲရောက်တာကိုပြည်သူတွေကိုယ်တိုင်သိသွားတာဆိုတော့လေမြမတက်မတော်ငါတို့ကူညီရမယ်။ဝိုင်းဝန်းပန့်ပူရမယ်ဆိုတဲ့အသိစိတ်တည်းလေးနဲ့ရှိသွားကြတာပေါ့ရှင်။ဒါလေးကတော့ကျွန်မတို့ဒီဖြတ်တန်းခဲ့ရတဲ့ခစ်ဆိုးကြီးထဲမှာရရှိလိုက်တဲ့အကျိုးမြတ်လေးတစ်ခုလို့ပဲကျွန်မအနေနဲ့တင်စားချင်ပါတော့တယ်။ မြန်မာတက်မလော့ကနိုင်ငံတော်ရဲ့တိုးတောင်းမှုအရေးသုံးမှာကိုကြေပြစွာထမ်းဆောင်နေပါတယ်မိဘပြည်သူများလည်းမြန်မာတက်မလို့ကိုဝင်းရံပြီးတော့ဝိုင်းဝန်းထမ်းဆောင်ကြမယ်ဆိုရင်ကျမတို့နိုင်ငံတော်အေဂျင်တာယာမှာပေါ့ရှင်။ကျမတို့ခုခေတ်မှာကြုံခဲ့တဲ့ဒုက္ခတရားတွေနောက်ထပ်ခေတ်တွေမှာမကြုံရတော့ဘူးပေါ့ရှင်။ခေတ်တစ်ခုရဲ့သင်ခန်းစာယူစရာအချိန်ကာလလေးတစ်ခုပေါ့နော်။ဒါလေးကိုကျမတို့ဖြတ်သန်းလိုက်ရတာပေါ့။အဲ့တော့ကျမအနေနဲ့ကပထမဆုံးသတင်းလေးမှာတော့နောက်ထပ်ဝမ်းသာစရာသတင်းလေးပါ။လာရှုမြို့မှာကျမတို့ဒေသခံတွေကဒီတဆင့်ပေါ့နော်။ကြားသိရတဲ့ အကြောင်းတရားလေးတက်မိသားစုရနေစင်ကြားသိရတဲ့အကြောင်းတရားလေးတစ်ခုပေါ့အဲ့ဒါကတော့ဒီတစ်တုံညာနှစ်ခုဆစ်စင်နောက်ပိုင်းမှာရန်သူလက်ထက်ရောက်ရှိသွားခဲ့တဲ့တမ်မတော်သားတွေဟာလည်းအခုလာရှုမျိုးကစစ်စေးယုံမှာပေါ့နော်ပြန်လဲပြီးတော့ရောက်ရှိနေပါပြီအချို့ကိုပြန်လဲပြီးလွတ်မြောက်လာတာပေါ့နော်အဲ့လိုလွတ်မြောက်လာတဲ့သူတွေကိုလည်း MNDA ကိုယ်တိုင်လာပြီးတော့ပို့ဆောင်သွားခဲ့တယ်ဆိုပြီးဒေသခံတွေကလည်းပြောဆိုနေတာကြားသိရပါတယ်ဒါကြောင့်ပြန်လဲလွတ်မြောက်လာတဲ့တမ်မတော်သားတွေရဲ့မိသားစုကြီးကိုစားလဲကျွန်မအနေနဲ့အင်မတန်ဝမ်းသာပါတယ်ရှင်မိသားစုကြီးနဲ့ပြန်ဆောင်နိုင်ကြပြီပေါ့ရှင် ဒီလိုပြန်ဆုံနိုင်မှုအတွက်တစ်နှစ်ကျော်လောက်ကိုစောင့်ဆိုင်းခဲ့ရတာပေါ့နော်ဒီကာလတွေမှာလည်းဒုက္ခဆင်းရဲတွေများစွာခံစားခဲ့ရမယ်ဆိုတာသိကြပါတယ်ဒါကြောင့်မိသားစုတွေကပဲပြန်လောက်ပြန်လဲရောက်ရှိလာတဲ့တက်မတော်သားတွေကိုချစ်ချင်းမြတ်တာအပြည့်နဲ့သူတို့ရဲ့ဒဏ်ရာတွေစိတ်ဒဏ်ရာတွေအားလုံးကိုကူစားပေးကြဖို့အတွက်ကြိုးစားပေးကြပါလို့ကျမအနေနဲ့တိုက်တွန်းပါတယ်ရှင့်ကျမအနေနဲ့ဒီနေ့မှာပထမဆုံးတင်ဆက်ပေးရမှာတော့မဲဆွဲစီယုံခွင့်ပေါ့နော်နိုင်ငံတော်ကနေပြီးတော့မနေ့ကထုတ်ပြန်ထားတာလေးရှိပါတယ် နိုင်ငံရေးပါတီအတွက်ပါရှင့်ဒါလေးကိုကျွန်မကြေညာချက်ထုတ်ပြန်ခြင်းလေးကိုသေချာလေးဖတ်ပြပါမယ်အတော်ဘလ15ရက်နေ့မှာဆိုရင်ပြည်ထောင်စုရုပ်ဝဲကော်မရှင်ကကြေညာချက်အမှတ်13လေးမြင်းဆောင်2025ကိုထုတ်ပြန်ခဲ့ပါရှင်ဒီကြေညာချက်လေးဖြစ်ပါတယ်ရွေးကော်ဝဲဆိုင်ရာစူဝေးဟောပြောခြင်းနဲ့မဲဆွယ်စီယုံခြင်းတို့နဲ့ဆက်ဆက်ပြီးတော့ကြေညာချက်ထုတ်ပြန်ခြင်းဆိုပြီးရေးသားထားပါတယ်ရှင်စာထဲမှာရေးသားထားလေးကိုကျွန်မအနှစ်ချုပ်လေးပေါ့နော်ဖတ်ပြပါမယ်ရွေးကော်ဝဲမဲကိုစလေတဲ့အနေနဲ့ရွေးကော်ဝဲနိုင်ရရှိရေးအတွက်ကိုမဲဆွယ်စီယုံမှုတွေပြုလုပ်တဲ့အခါမှာ ဥပဒေနဲ့အညီလွတ်လပ်ပြီးတော့တရားမျှတမှုရရှိစေရေးအတွက်သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုံမှ30ကကြီးနဲ့လွှတ်တော်ရွေးကောက်ပွဲဤဥပဒေအခန်း30တို့မှာရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနဲ့မဲဆွယ်စည်းရုံးခြင်းဆိုင်ရာပြဋ္ဌာန်းချက်တွေကိုထည့်သွင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာစတင်ကျင်းပမဲ့ထရီရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြန်ကြမဲ့လွတ်တော်ကိုယ်စားလှယ်လောင်းနေနိုင်ငံရေးပါတီတွေအားဆိုရင်လွတ်လပ်ပြီးတော့တရားမျှတတဲ့ အေဂျင့်တည်ငြိမ်တဲ့ရွေးကောက်ပွဲတွေဖြစ်စေဖို့အတွက်ရွေးကောက်ပွဲဆိုင်ရာစူဝေးဟောပြောခြင်းနဲ့မဲဆွယ်စည်းရုံးခြင်းတို့ကိုတပ်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဤဥပဒေပါပြဋ္ဌာန်းချက်များအတိုင်းဆောင်ရွက်ရန်ဖြစ်ပါသည်တဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အားဆိုရင်ရွေးကောက်ပွဲအတွက်ပေါ့နော်မဲဆွယ်စည်းရုံးခွင့်ကာလကိုရပ်ပေါင်း60တတိသတ်မှတ်ပေးလိုက်ပါတယ်စတင်ရမယ့်ချက်ကတော့28ရက်10လ2025ရက်နေ့မနက်6နာရီနေပြီးတော့26ရက်12လ2025ရက်နေ့ည7နာရီအထိခွင့်ပြုကြောင်းထုတ်ပြန်ကြေညာလိုက်ပါတယ်ရှင့် ဒီတော့မဲဆွယ်စီယုံခွင့်ကအခုလပေါ့နော်အခုလ26ရက်နေ့မနက်6နာရီနေ့စပြီးတော့မဲဆွယ်စီယုံလို့ရပါပြီကျမနေတဲ့ဒီနေရာမှာထည့်သွင်းကြွညာကြင်တာလေးရတော့ကျမတို့ prime media အနေနဲ့ကိုယ်စလဲမိတ်ဆက်ကဏ္ဍလေးရှိပါရဲ့ရှင်။ဒါကြောင့်မဲဆွယ်ကာလမှာထုတ်လွှင့်ပြသနိုင်မှုအတွက်ကိုယ်စလဲတွေကိုလည်းကျမတို့ရွေးချယ်ပြီးတော့မေးဖြေကဏ္ဍလေးပြုလုပ်လျက်ရှိပါတယ်။ အဓိကတော့ကိုယ်စလဲတွေကပြည်သူတွေစီကိုပေးကျင်တဲ့ဂတိစကားတွေဘလိုလေးပေါ့နော်ကိုဝင်ရောက်ရှင်ပြိုင်မဲ့မြို့နယ်အတွက်ပေါ့ဘလိုလေးစူးစမ်းလှုံ့ဆော်မဲ့ဆိုတဲ့ကိစ္စလေးပေါ့နော်ဒါလေးတွေကိုပြည်သူများသိရှိဖို့အတွက်ကိုကျမတို့ prime media နဲ့ချိတ်ဆက်ပြီးတော့ပြည်သူများထောင်သတင်းစကားပေးကျင်တဲ့မဲဆွယ်စီယဝေးကိစ္စလေးဆောင်ရွက်ချင်တယ်ဆိုတော့ကျမတို့ prime media ကိုဆက်သွယ်နိုင်ပါတယ်ရှင့်ကျမတို့အနေနဲ့ကိုယ်စလဲမိတ်ဆက်ကဏ္ဍလေးကိုညီသည့်အခကျေးငွေမှမယူဆောင်မဲနဲ့ညီသည့်အကျိုးအမြတ်မှမယူဆောင်မဲနဲ့လှုံ့ဆော်ပေးမှာဖြစ်ပါတယ်ရှင့်ဒါကြောင့်ကိုယ်စလဲတွေအနေနဲ့ ကျမတို့ Prime Media ကိုဆက်သွယ်ဖို့အတွက်လည်းကျမအနေနဲ့ဖိတ်ခေါ်ချင်ပါရှင့်ပြည်သူတွေရွေးချယ်မှုမှန်ကန်စေဖို့အတွက်ကျမတို့ကအရေးချင်းရှိတဲ့ကိုယ်စားလှယ်လောင်းတွေကိုရွေးချယ်ပြီးတော့ပြည်သူတွေထံကိုမိတ်ဆက်ပြသပေးမှာဖြစ်ပါတယ်ရှင့်ဒီတော့မှပြည်သူတွေအနေနဲ့ကကိုယ်စားလှယ်လောင်းတွေရဲ့စကားကိုနားထောင်ပြီးတော့ကိုယ်စားလှယ်လောင်းတွေပေးတဲ့ဂတိတရားတွေကိုကြည်ပြီးတော့တင့်တော်ဆုံးသူကိုရွေးချယ်ဖို့အတွက်ကိုစ조사ဆောင်ရကြမှာဖြစ်ပါတယ်ရှင့်ဒါပြင်နောက်ထပ်တစ်ခုอ่ะဗောနော်အခုရွေးကောက်ပွဲနီးလဲနီးလာပြီမဲဆွဲပွဲကလည်းတော်တော်နီးနေပြီဆိုတော့ ကိုယ်စလဲတွေကပြည်သူတွေကိုမဲဆွယ်ဖို့အတွက်စ조사ရတော့မှာပါဒီချိန်မှာအရေးကြီးဆုံးအလုံးကြုံရေးပါပဲเนาะတစ်ဖက်ကအကြံပသမားတွေကလည်းရွေးကောက်ပွဲကိုနှီးမျိုးစုံနဲ့ဖြည့်ဆည်းဖို့အတွက်စ조사မှာပါကြိုးလဲစ조사နေကြပါတယ်အချို့နယ်တွေမှာဆို PDF တွေကတရားဝင်ထုတ်ပြန်ထားပါတယ်ရွေးကောက်ပွဲကိုပါဝင်တဲ့သူတွေအားလုံးကိုသူတို့အရေးယူမယ်ဆိုတဲ့ပုံစံမျိုးပြောဆိုထားတာပေါ့နော်တကယ်လဲရွေးကောက်ပွဲဝင်မဲ့ကိုယ်စားလှယ်တွေပါဝင်ပတ်သက်တဲ့နိုင်ငံဝန်ထမ်းတွေပြည်သူတွေကိုဖမ်းဆီးတာတွေဒုက္ခပေးတာတွေတကယ်ရှိနေပါတယ်ဒါကြောင့်ကိုယ်စားလှယ်တွေအနေနဲ့က မြေပြင်ကွင်းစင်းတဲ့ကိစ္စရဲ့လှုပ်ဆောင်မယ်ဆိုရင်တော့မှလုံခြုံရေးအထူးပြုဆိုင်ကြဖို့အတွက်ကျွန်မတိုက်တွန်းချက်ပါတယ်။ကျွန်မအနေနဲ့နိုင်ငံရေးမှာဝင်ရောက်ရှင်တဲ့မဲ့ကိုယ်စားလှယ်တွေအားလုံးဟာနိုင်ငံအကျိုးအတွက်ရည်စူးပြီးတော့ဒီရွေးကောက်ပွဲကိုဝင်ကြတယ်လို့ကျွန်မတို့ပြေဝယုံကြည်ပါရှင့်။ဒါကြောင့်လူကြီးမင်းတို့ကိုကျွန်မတို့တဦးတယောက်တောင်မှဆုံးရှုံးမှုမဖြစ်စေချင်ပါဘူးရှင့်။ထိခိုက်နေတာမှလည်းမဖြစ်စေချင်ပါဘူး။ဒါကြောင့်ကျွန်မသတင်းလေးရနေပြီးတော့အတိပေးစကားလေးပြောကြားပေးတာပါရှင့်။သတိမူမူဂူမမြင်ဖြစ်မှာဆိုလို့ပါရှင့်။ဒီချက်လေးသတိပြုပြီးတော့မဲဆွယ်စည်းဝေးကိစ္စတွေမှာ ဥပဒေနဲ့အညီစ조사ဆောင်ရွက်နိုင်ကြပါစေလို့ကျွန်မကဆန္ဒပြုပါတယ်ရှင်။မိဘပြည်သူများရှင်ကျွန်မအခုတင်ရမယ့်သတင်းလေးကလည်းနည်းနည်းတော့ထူးတော်ထူးဆန်းနေရှင်။ထူးဆန်းနေဆိုတာဟိုသတင်းတွေအားလုံးနဲ့မှမဆန်းကျဲတော့သတင်းလို့ပြောရမှာပေါ့နော်။အဲ့သတင်းလေးကဘာလဲဆို KNA ကနေပြီးတော့အခုလူသစ်စုဆောင်တာတွေကြမ်းကြမ်းတမ်းတမ်းလုံးဆောင်နေတဲ့အတွက် PDF တရားတော်စာထုတ်ပြီးတားရတဲ့အခြေအနေတခုဖြစ်သွားတယ်ရှင်။ကဲဘလောက်ထိအောင်မှစစ်ပွဲမှာအရေးနိုင်နေလည်းမသိပါဘူးရှင်လူသစ်တွေအသေးအံစုဆောင်နေရပါတော့ဒီ PDF တွေကနေပြီးတော့ ဖားကန့်ဒေတာမှာရှိတဲ့ဒေါ်လိုင်းအင်အားစုတွေဆိုရင်တို့တော့သုံးထုံထားပါတယ်ပြီးတော့17ရက်10လ2025မှာစာရဆောင်ထုတ်လိုက်ပါတယ်တို့စာမှာရေးထားတာကဒို့တက်မမူတဲ့အမှတ်ကိုတက်မဟာကချင်လွတ်လပ်ရေးတက်မတော်ဆိုပြီးရေးထားပါတယ်အကြောင်းအရာကတော့ဖားကန့်ဒေတာအတွင်းမှာတက်သားသစ်စူဆောင်းခြင်းကိစ္စနဲ့ဆက်လင်းပြီးတော့တင်ပြခြင်းဆိုပြီးတော့အကြောင်းအရာလေးလည်းဒီမှာဖော်ပြရေးသားထားပါရှင့်စာထဲမှာပါတဲ့အတိုင်းကျွန်မဖတ်ပြပါမယ်အထက် ပါအကြောင်းအရာကိစ္စနဲ့ဆက်လင်းပြီးတော့တဲ့ဖားကန့်ဒေတာအတွင်းသက်သားသည့်စူးစောင်းခြင်းဖြစ်စဉ်များနေ့စဉ်နဲ့အမျှရုပ်ပြက်ဆင်းပြက်ဖြစ်ပေါ်လျက်ရှိပြီးပြည်သူလူထုကြားမှာစိုးရိမ်ထိန်လန့်မှုတွေမြင့်တက်ပြီးလူမှုစီးပွားဘဝထိခိုက်မှုများရှိလာပါသည်တဲ့စူးစောင်းရေးလုပ်တဲ့ဖြစ်စဉ်တွေအားဆိုရင်အများပြည်သူဆိုင်ရာဧရိယာများတွင်သာမကနေအိမ်များတွင်မှဝင်ရောက်ဖမ်းဆီးခေါ်ဆောင်မှုတွေရှိနေတယ်။စစ်ဘေးရှောင်ပြည်သူတွေမှာရှောင်တန်းရင်နဲ့စူးစောင်းခံနေရတဲ့ခေါ်ဆောင်ခံနေရသူတွေကိုလည်းငွေနဲ့ပြန်လဲရွေးရတဲ့ဖြစ်စဉ်တွေပေါ်ပေါက်နေပါတယ်တဲ့။ စူဆောင်းခြင်းကြောက်ပေါ့နော်ပြေးလွှားရင်းနဲ့ရေမစေးကြောက်ရှောက်ဖွေသူတူဦးကလည်းအသက်သေးဆုံးခဲ့ခြင်းဖြစ်သွားခဲ့တဲ့ဖြစ်စဉ်တွေလည်းဒေသတွေမှာဖြစ်ပွားနေပါတယ်။နောက်ဆုံးသူတို့ရေးထားတာပေါ့နော်ယခုချိန်အားတဲ့စစ်အာဏာရှင်စနစ်အမြင့်ဖြတ်ရေးအတွက်ပြည်သူတူဦးတောက်ချင်းစီရဲ့ပါဝင်မှုအားနဲ့ပေါ့နော်တင်းတင်းကြပ်ကြပ်တော်လှန်မဲ့အချိန်ဖြစ်ပါတယ်တဲ့။တစ်ဖက်မှာလည်းအတင်းကျပ်စစ်သားစူဆောင်းမှုတွေကြောင့်တော်လှန်ရေးပုံရိပ်မထိခိုက်စေဖို့အတွက်ကြိုးပြုပြီးလူမှုစီရင်ရေးနီလန်ဖြစ်တာအဓိကဆောင်ရွက်သင့်မှာကြောင့် ပူးတွဲလက်မှတ်များနဲ့အတူအကြံပြုတင်ပြအပ်ပါသည်ဆိုပြီးတော့ PDF တရား KIA ကိုဆေးရပြန်လုပ်တဲ့ရှင့်တကယ်တော့ဒီသတင်းထွက်လာတာတော့ KIA ကပေါ့နော်ဟိုကာလတွေကဆိုရင်တော်တော်ကိုလူသစ်စုဆောင်းတာတွေပေါ်တာဆွဲတာတွေပေါ့နော်စစ်သားတွေစုဆောင်းပြီးသူတို့ရှေ့တန်းပို့တာတွေပေါ့ထားရတော်တော်များလှုပ်ဆောင်နေပါတယ်သူတို့လှုပ်ဆောင်တဲ့အတွက်ဒီဒေသမှာနေထိုင်တဲ့သူတွေဟာလည်းတော်တော်ဒုက္ခရောက်နေပါတယ်ဒီသတင်းလေးကတက်လာတာကြာပါပြီဒီတော့လူတွေကရှင်နေတဲ့အချိန်မှာဝါးဘယ်လိုပြောမလဲကောက်ရုံးမြင်လေးတမြင်မဲ့ဆွဲရဆွဲရဆိုပြီးတက်တွေသွားတိုင်တာနဲ့တူပါတယ်ဒါပေမဲ့ပီတက်တွေကလည်းဘယ်လိုပဲဖြစ်ဖြစ် စာလေးထုတ်ပေးတဲ့သဘောတရားလေးပေါ့နော်ဒီလိုအကြောင်းအရာတွေဖြစ်လာတာကြည်ချင်းအဖြစ်ကျမတို့ကဒီ data မှာရှိတဲ့အနေအထားကိုအမြင်ရတာပေါ့တက်ဖွဲ့ဝင်တွေကဘလိုပဲဖြစ်လက်နက်တွေကင်နာကြတာပဲလေ KNA ကလည်းသူတို့လက်နက်ကင်နာတယ် PDF တွေကလက်နက်ကင်နာတယ်ဆိုတဲ့အခါကျတော့ဒီနယ်မြေမှာ KNA နဲ့ PDF ထိတ်တိုက်တွေ့မှုတွေကလည်းဖြစ်လာနိုင်တယ်လို့ကျမတို့ထင်မြင်ယူဆပါတယ်ပြောမယ်ဆိုတော့ KI နဲ့ PDF ပြိပခဖြစ်လာနိုင်တဲ့မီးပွားဒစာကတော့ဖားကန်မီးပေါ်မှာစသွားခဲ့ပြီလို့ပြောလို့ရပါတယ် ဒီမီးဘွားကနေဘယ်လောက်ထိလောင်မြိုက်လာအောင်မလဲဆိုတော့ကျမတို့ဆက်လက်စောင့်ကြည့်အောင်ပဲတက်နိုင်ပါရှင့်ပီတက်ကဒါစာထုတ်တယ်ဆိုတော့ပထမဆုံးအဆင်ပေါ့နော်စာထုတ်လို့ပါမရဘူးဆိုရင်တို့ဘာလုပ်မလဲဆိုတော့လည်းစိတ်ဝင်စားစရာပဲဒါအပြင်ကို KIA ရောလူသိစုဆောင်တဲ့အခါမှာဘယ်လောက်ထိအောင်ကြမ်းတမ်းရုပ်မှဆိုတော့လုံဆောင်နေလဲဆိုတော့လည်းဒီလိုစာတွေကိုကြည့်ခြင်းအဖြစ်ပေါ်လွင်ထင်ရှားလာပါတယ်လူသိတဲ့အရန်စုဆောင်နေရတဲ့ဆိုမှတော့တို့ KIA အဖွဲ့ထဲမှာကြာရှုံးကြာဆုံးသွားတဲ့သူတွေအများကြီးဖြစ်လာနေလို့လူသစ်တွေအများကြီးလိုအပ်နေတယ်ပဲဆိုတော့ ထပ်မံချက်ကလည်းကျွန်တော်ပေးလို့ရပါဘောနော်။ဘာကြောင့်လဲဆိုတော့တက်ဖွဲ့ဝင်ပေါ်ရှင်းမှာတစ်ထောင်ရှိတယ်။900လောက်ကြဆုံးဝိုင်း900ရောင်ရအောင်ဖြည့်ရမှာပဲလေ။ဒီတော့မြများဆွဲတယ်ဆိုမှတော့တို့တက်ဖွဲ့ဝင်နဲ့မြများကြရှုံးနေလို့ပဲ။မြများကြရှုံးနေဆိုတဲ့အတိတ်ကစစ်ကိုရှုံးလာပြီဆိုတဲ့သဘောတရားပါပဲ။တွေးကြည့်မယ်ဆိုတော့ကျွန်တော်တို့ဘယ်ဘက်ကကြည့်ကြည့်သတင်းကောက်မှာပဲ။အဲ့ဒီဒေတာမှာဘောနော် KIA နဲ့ PD ရထချလဲဒါသတင်းကောက်မယ်။ KIA ကလူသစ်စုဆောင်နေရတယ်ဆိုတဲ့နေထားမှာသူတို့စစ်ရှုံးနေပြီဆိုတာကိုခံမှန်းလို့ရတာကလည်း စစ်ဘက်ရေးရဆိုင်ရမှာဆိုတာတရင်ကောင်းလို့ပြောလို့ရပါဘောเนาะဒါပေမဲ့ဂျားတွေကပြစ်မရှိရပြည်သူတွေအနေနဲ့ဒီလိုမျိုးတက်ဖွဲ့ဝင်နေရပေါ်တာဆွဲတာခံနေရတာတွေကတော့စိတ်မကောင်းကြပါဘောရှင်အခုလိုခစ်ပြက်ကြီးမှာလောက်ကန်ရှာဖွေစားတော့ရတာမလွယ်တဲ့အချိန်လေးမှာဒီလိုလက်နက်ကင်တွေကပါနှိပ်စက်အနိုင်ကျင့်ကြရတယ်ဆိုတော့မြန်မာနိုင်ငံသားတွေကကန်တရားကောင်းမွန်တဲ့ဘက်မှာမရှိဘူးလို့ပြောလို့ရတာဘောเนาะပြောရမယ်ဆိုရင်အခုကစစ်ဖြစ်နေတော့လက်နက်ကင်အဖွဲ့စည်းတာလူသေးစုဆောင်ကြတာပဲ ဒါမဲ့တချို့ကကြမြမတက်မလို့လည်းမဝင်ကျင်တော့ထွက်ပြေးရလေထွက်ပြေးတော့လက်လက်ကင်နေအတင်းစုဆောင်တာခံရတယ်။အဲကျွန်မနေပြောချင်တာပေါ့နော်ပြောချင်တာကျွန်မမြင်မိတွေးမိရလေးပါလက်လက်ကင်အဖွဲ့စည်းစစ်တိုက်ကြတယ်စစ်တိုက်ရတယ်ပေါ့နော်စစ်တိုက်တော့လူသစ်စုဆောင်ကြတယ်ဆိုရချင်းဒီကုမှာမြမတက်မလို့ကလူသစ်စုဆောင်တာတော့မှစင်းမြစည်းကဲနဲ့ညီသေးရလို့ပြောလို့ရတယ်။မြမတက်မလို့လည်းဝင်မယ်ဆိုတော့မှတက်မလို့သားတယောက်ရဲ့အခွင့်လေးရပိုင်권နဲ့အားလုံးရတယ်လောက်ခလာစားပြီးဝရတယ် တို့လက်နက်ကိုင် KIA တို့ PDF တို့စွဲသွားတဲ့လူတွေကြောင့်လောက်ခလာစားတော့မရကြအောင်ရှင်တေသွားရင်လေမိသားစုကဘာမှခံစားပိုင်ခွင့်မရှိဘူးညီမတက်မလို့တော့ဘဝဖြစ်ထမ်းရရတယ်ဆိုတော့မှမိသားစုကခံစားပိုင်ခွင့်ရှိရပေါ့နော်ဒါလေးတော့ကြွားချချက်ရှိပါတယ်ဒီတော့ဝင်ချင်းဝင်ဘက်ဘက်ဝင်မလဲဆိုတာလည်းရွေးချယ်ချက်ဖြစ်လာတာပေါ့ဘာလို့ဖြစ်မဝင်မဖြစ်ဝင်ရတော့မချင်နေဖြစ်လာပြီဆိုတော့မှကျွန်မပြောချင်တာကိုမိသားစုတွေလာအမကကြမ်းရှိရစစ်မှုထမ်းဆောင်မိရင်လည်းအချိန်တန်လို့ရှင်ပါမန်ပြည်သူတွေနဲ့နေလို့ရတယ် ဒါပြင်မြမတက်မတော်ကထွက်သွားပြီလို့ရှင်အခုလောက်ကန်ခွန်လန်းနေရဆိုင်မြမတက်မတော်ကခေါ်ဆောင်ပေးမှလေနောက်ဆုံးမပြောတော့မဆိုကောင်းကတော်ဝန်ထမ်းဆောင်နဲ့ကိုကတခုခုချွတ်ချော်ခဲ့တယ်ဆိုတော့မိသားစုတို့အာမခံချက်ရှိရဲ့အခုဆိုမြေကွက်တွေဖောဆောင်နေရရှိရမကွေးတိုင်းဘက်မှာလေတက်မတော်သားတွေပေါ့နော်တက်မတော်သားတွေအတွက်နိုင်ငံတော်တက်အဲ့လိုမျိုးသက်ဆုံဆံမြလောက်ကန်ခဲ့တဲ့သူတွေအတွက်မြေကွက်တွေဖောဆောင်ပြီးပေးတာရှိရပေါ့နော်ဒီတော့ဒါကျွန်မသာအမျိုးသားတယောက်ဆိုရင်ဒါစစ်ဖြစ်တဲ့နေရာမှာလူဖြစ်လာတဲ့ငါအမျိုးသားလည်းဖြစ်တယ်စစ်မှုထမ်းဆောင်မှာအသက်ရွယ်လည်းကိုက်နေနေရဆိုတော့ ို့ဘဝအတွက်အာမခံချက်ရှိရတရားဝင်ဖွဲ့စည်းမှာပဲတာဝန်ထမ်းဆောင်မှုအတွက်ကျမရွေးချယ်မှာပဲဒီချိန်မှာနိုင်ငံရဲ့အယူဆတွေမိရတဲ့စိတ်နာတွေကရေးမကြည့်ဘူးရှင်ကိုဘဝကိုပိသားဆိုရက်တီဖို့အတွက်အနေနဲ့ကင်းဖို့တော့ကရေးကြည့်ရဲ့ကျမသာဆိုအဲ့လိုပဲဆုံးဖြတ်မှာပဲပေါ့နော်ဒါပေမဲ့အချို့ကျတော့လည်းအယူကတိန်းနေတော့လေအယူလွဲပြီးတော့အဲ့လိုမျိုးတရားမို့လက်နက်ကင်ဖွဲ့စည်းရအောက်ထဲဝင်သွားမိရင်တော့လောက်ခန်းလာစာရဖို့လည်းမရှိဘူးကို့သူများအချိန်မီတွေတလန်ဆိုပြီးဆွဆွတက်ဖြတ်တာလဲကြုံနိုင်တယ်မိသားစုအတွက်လည်းရတတ်မအေးရဘူး မတော်တဆပေါ့နော်ချွတ်ချော်တိမ်မာသွားခဲ့တယ်ဆိုတော့မှကိုယ့်ရဲ့မိသားစုကဘာခံစားခွင့်မှမရှိပါဘူးကျွန်မခုပြောပြတာဘယ်ဘက်ကမှရက်တီပြောတာမဟုတ်ပါဘူးလူသားတယောက်နေနဲ့ပေါ့နော်ကျမတို့ကြုံလာတဲ့အချိန်တွေတည်းရခက်ကာလာတည်းရမှာဘလုံလေးတော့ငါတို့စဉ်းစားတဲ့နဲ့ဆိုတာလေးကိုပဲလမ်းပြပေးတာဖြစ်ပါတယ်။ကျမပြောရဲဆိုလိုရင်းလေးကိုမျိုးသားရဲ့နားထောင်မယ်ဆိုတော့သဘောပေါက်နားလည်မယ်လို့ယုံကြည်မျှော်လင့်ပါတယ်။ဘလို့ဖြစ်ကျမတို့ကပြည်သူချင်းချင်းဆိုတော့လေကိုကျင်းစားပါတယ်။ဒါကြောင့်အမှန်ကန်ဆုံးရွေးချယ်နိုင်စေဖို့အတွက်လမ်းပြပေးတယ်လို့ပဲသတ်မှတ်ပေးပါရှင်။ မိဘပြည်သူများရှင်ကျွန်မခုတင်ဆက်ပေးမှာတော့ပြည်သူအတန်လေးကိုတင်ဆက်ပေးကြမှာလေဒီပြည်သူအတန်လေးကဆိုရင်အရေးကြီးပါရှင်ကျွန်မအနေနဲ့ပေါ့နော်ဒီပြည်သူအတန်လေးကိုရရှိလိုက်တဲ့အချိန်မှာဘယ်အပိုင်းကနေပြီးတော့မီဒီယာကျင်းဝင်းနဲ့ညီအောင်တင်ဆက်ရမလဲဆိုတော့ခေါင်းဆသွားပါရရှင်ဘာကြောင့်လဲဆိုတော့ကျွန်မတို့ပေးဖို့လာတဲ့ပြည်သူအတန်ကတကယ်ကိုတက်တေခိုင်ခိုင်မာမာဓာတ်ပုံတက်တေလေးနဲ့တကွာပေါ့နော်စားစားရန်တက်တေနဲ့တကွာပေးဖို့လာတာမို့ပါပဲဒီလိုမျိုးပြည်သူအတန်ကို တိကျစွာပေးပို့ဖို့အတွက်လည်းပေးပို့တဲ့သူဟာဆိုရင်ရပ်ပေါင်းများစွာစူးစမ်းပြီးလုံဆောင်ခဲ့ရတယ်ဆိုတာသိတာထင်ရှားပါတယ်။ပြည်သူတန်လေးကိုပေးပို့လာတာတော့မိုင်းရည်မျိုးကပေးပို့လာတာဖြစ်ပါရဲ့ရှင်။ကျမအနေနဲ့မြေပြင်သွားပြီးတော့တိရှိလို့တော့မရသေးပါဘူး။ဒါပေမဲ့ဓာတ်ပုံတက်တည်လေးလည်းပါဝင်နေတဲ့အတွက်ကျမတင်ဆက်ဖို့အတွက်ရွေးချယ်လိုက်တာဖြစ်ပါရဲ့ရှင်။တော်ဝင်ရှိသူအနေနဲ့ကျမရဲ့ပြည်သူတန်လေးကိုကြားသိမယ်ဆိုရင်ပေါ့နော်။မြေပြင်မှာတော်ရောက်စစ်ဆေးဖို့အတွက်လည်းပြည်သူတန်ပေးပို့တဲ့ပြည်သူတို့ရဲ့ကိုစားကျမအနေပြီးတော့တောင်းဆိုအပ်ပါရဲ့ရှင်။ ပြည်သူ့တန်လီကကျမစီပေးဖို့လာတဲ့အကြောင်းအရာရအများကြီးပေါ့နော်ဒီစေုံထဲမှာဖြစ်နေဖြစ်စင်နေအားလုံးအသေးစိတ်ဓာတ်ပုံမှတ်တမ်းနေနဲ့ရေးသားပေးဖို့လာတာပါအဲ့ဒီကမှမီဒီယာကျင်းဝဲလဲလဲညီတဲ့လှုပ်ဆောင်ပြောဆိုချက်ပေါ့နော်အဲ့ဒါလေးပဲကျမထုတ်နှုတ်ပြီးတော့ပြောပြချင်ပါတယ်နံပါတ်၁ကတော့မိုင်းရဲ့ပြည်သူ့စေုံမှာဆိုရင်ဒီတာဝန်ကျတဲ့ဆရာမပေါ့နော် ခွေးကောင်20ကျော်ကိုမွေးထားတယ်လို့သိရပါတယ်ခွေးကောင်20ကျော်မွေးထားပြီးရဲ့အခါမှာဆိုရင်သူကဒီလှော့ထားတာပေါ့နော်ဓာတ်ပုံလေးလဲကျမပေးဖို့လာပါတယ်ကျမနမူနာဓာတ်ပုံပြသပါမယ်ရှင့် ဲ့လိုခွေးကောင်20ကျော်မွေးထားတဲ့အတွက်တဲ့စေးုံလာပြတဲ့လူနာတွေဟာလည်းဒီခွေးတွေရဲ့ကြိုက်မှုခံနေရတယ်ပေါ့နော်အဲ့လိုမျိုးကြိုက်ခံတဲ့လူနာတွေကိုဆိုရင်လည်းဒီဆရာအမကခွေးယူပြန်ယောဂါကာကွယ်စီမထိုးပေးဘူးပါပဲရှင်ဒီလိုမထိုးပေးဘဲနဲ့တောင်ဝမဲ့လုံးဆောင်နေတာပေါ့နော်ဒါကြောင့်ဆေးရုံလာပြတဲ့သူတွေဟာဆိုရင်ဆေးရုံရောက်လာနဲ့သူ့ရဲ့ခွေးတွေကိုကြောက်နေရတဲ့ပုံစံမျိုးဖြစ်နေပါတယ်ဒါပြင်ဒီဆေးရုံမှာလှုပ်လှုပ်နေတဲ့ယုံကူတယောက်ရှိပါတယ်တဲ့အဲ့ဒီယုံကူကိုဆိုရင်လည်းသူက ဒီခွေးရဲ့ဝေယဝစ္စရေလောက်ခိုင်းတယ်ပေါ့နော်ခွေးလေးတွေကကောင်း20ကျုံဆိုတော့နဲတဲ့အင်အားတော့မဟုတ်ဘူးရှင့်အဲ့တော့စီးရုံကရုံအကူကိုခွေးရဲ့ဝေယဝစ္စလောက်ခိုင်းတယ်ဆိုတော့ရုံကူကဘယ်လိုလုပ်လဲပေါ့နော်သူ့ရုံလုပ်လဲရှိသေးရဲ့ခွေးရဲ့ဝေယဝစ္စရေလောက်ရတယ်ဆိုတော့ဒါအနိုင်ကျင့်ခြင်းတစ်မျိုးပါပဲရှင့်လုပ်ငန်းခွင်မှာအနိုင်ကျင့်တာပါပဲဒါအပြင်သူ့ခွေးရဲ့ဝေယဝစ္စတွေပေါ့နော်မလုပ်ချင်လို့ညင်းလို့ရှင့်လဲတဲ့အပြစ်ရှာပါတယ်တဲ့ဒါကြောင့်မလွန်ဆန်နိုင်မဲနဲ့လုပ်ပေးခဲ့ရတယ်ဆိုပြီးတော့တိုင်တန်းလာပါတယ်ရှင့် နောက်ထပ်တစ်ချက်ကတော့ဒီစေးရုံကဆရာဝန်ဟာဆိုရင်ပေါ့နော်သူရဲ့လောက်ဝန်ထမ်းတွေကိုအနိုင်ကျင့်နေမောက်မာစွာဆက်ဆက်ပါတယ်ဒါကြောင့်ဝန်ထမ်းတွေကဆိုရင်လောက်ကထွက်သွားတာအများကြီးပဲဆိုပြီးကျွန်မကိုပေးပို့လာပါတယ်အလောက်ထွက်သွားတဲ့ဆရာမတွေရဲ့စင်းရင်ကိုပါကျွန်မကိုပေးပို့ထားပါတယ်ရှင်ဒါလေးတော့မီဒီယာကျင့်ဝတ်အရာကျွန်မအနေနဲ့နမယ်လေးနဲ့တကွာမဖော်ပြသေးပါဘူးတက်တည်အနေနဲ့တော့တင်ဆက်ထားပါတယ်ရှင်ဒီလိုမျိုးဆရာဝန်ရဲ့မောက်မာမှုပေါ့နော်မောက်မာမှုကြောင့်တဲ့ကျွမ်းကျင်တဲ့ဆရာမတွေက အလုတ်ကလည်းထွက်သွားတဲ့အတွက်ဆေးရုံမှာလုံတက်နေတဲ့ဆရာမတွေပဲလက်ရှိမှာရှိနေတယ်ဆိုပြီးတော့လေးပို့လာပါတယ်ဒါအနေနဲ့များပါတယ်ရှင့်ပြည်သူတန်ပို့လာတဲ့ပြည်သူကပေါ့နော်ပြောထားတဲ့အကြောင်းအရာတွေအများကြီးပဲအလုံးဓာတ်ပုံတက်တည်နေတကွာကျွန်မပို့လာတာပေါ့ဒီဆရာဝမရဲ့လုံဆောင်ချက်တည်းကဆေးရုံထဲမှာတော်တော်ဆော့ဆူကတော့ဖြစ်နေပါတယ်ဒါအပြင်ဒီဆရာဝမဆိုရင်2021တောင်းကလည်းလက်သုံးချောင်းထောင်ခဲ့တဲ့ထဲမှာပါတယ်ရှင့်အဲ့ဒါတွေပါကျွန်မတက်တည်နေတကွာပို့လာပါတယ်နောက်ထပ်ဆိုးရတာတကူကကြတော့ ကျွန်မပြီးပို့တယ်ထဲမှာပေါ့နော်ဒီဖြစ်စဉ်ကတော့ကျွန်မပြောသင့်မပြောသင့်တော့တော်တော်စဉ်းစားဆုံးဖြတ်ပြီးမှပြောရတာပါဒီဆရာအောင်မဟာဆိုရင်စစ်ပြေးအရာရှိတူကိုလည်းလက်ခံထားဘူးတယ်ဆိုပြီးတော့ကျွန်မသတင်းပေးပို့လာပါတယ်ဒါကတော့အန်ရတော်တော်များတဲ့သတင်းလို့တော့ပြောလို့ရပါတယ်တကယ်သာဟုတ်နေဆိုရင်တော့ဒီဆရာမရဲ့လောက်ရက်ကတော်တော်ဆိုးပါတယ်ရှင်ဒီစစ်ပြေးအရာရှိရဆိုရင်စေယုံဝင်တဲ့အိမ်ယာထဲမှာလည်းလာတော်ကြာလာပြီးတော့နေထိုင်သွားခဲ့တယ်ပေါ့နော်သူကဖွက်ထားပေးတာပေါ့ရှင်ပြီးတော့ဒီဆရာဝန်ကဒီ စ်ပြေးရရှိရပါဘောเนาะဒီစီးရုံထဲမှာနေရချိန်မှာဆိုလဲမိုးရစေဝါသုံးဆွဲတယ်ဆိုပြီးသိရပါတယ်ဒီတော့ဒီစီးရုံမှာတော့ဘာရည်များဖြစ်နေကြလဲဆိုတော့တို့စိတ်ဝင်စားဖို့ကောင်းပါလဲရှင့်တော်တော်ဇလန်းရှုပ်ထွေးနေတဲ့အနေအထားတစ်ခုမှာရှိနေပါတယ်ဒါကြောင့်ဒီသတင်းပေးပို့လာတဲ့သူကလည်းတောင်းဆိုထားပါဘောเนาะဖြစ်နိုင်မယ်ဆိုရင်ねမြေမြေကိုတက်ဆိုင်ရာတာဝန်ရှိသူတွေလာပြီးတော့စုံစမ်းစစ်ဆေးမှုလေးတွေပြုလုပ်ပေးစေချင်ပါတယ်ဆိုပြီးတော့ပြည်သူအသံအနေနဲ့တစင်တောင်းဆိုထားပါတယ်ရှင့် ဒီလိုမျိုးတက်တည်တက်ပုံနေတဲ့ကွာအတိအကျပေးပို့လာတာမဟုတ်လို့ကျမအနေနဲ့ကလည်းပြည်သူတန်လေးတန်လေးထည့်သွင်းပြီးတော့တင်ဆက်ပေးတာပါကျမတို့ပြည်သူတန်လေးဆိုတာကတက်တည်အတိအကျမရှိလို့ရှင်တင်ဆက်လို့မရပါဘူးရှင့်မီဒီယာကျင့်ဝတ်နဲ့မကိုက်ညီပါဘူးဒါပေမဲ့အခုပေးပို့လာတဲ့ပြည်သူတန်ကတော့တက်တည်တက်ပုံတွေရောစားစားတဲ့တက်တည်ရောအားလုံးပေါ့နော်အာဝင်ပြီးတော့ပေးပို့လာတဲ့အတွက်ကျမကလည်းပြည်သူတန်အနေနဲ့တင်ဆက်ပေးတာဖြစ်ပါတယ်လူချင်းမင်းတို့အနေနဲ့ဒီစေးရုံကိုသွားရောက်စစ်ဆေးတဲ့အခါမှာတစ်ဖက်ကပေါ့နော်သတင်းချုပ်တင်ရရှိလို့တချို့ရာတွေရှင်းလင်းထားတယ်ဆိုတော့မှ တသက်တွေကိုကျမတို့ prime media နဲ့လာပြီးတော့တောင်းယူနိုင်ပါရဲ့ရှင့်ကျမတို့ media အနေနဲ့လှုပ်ဆောင်ပေးနိုင်တဲ့အပိုင်းအကန့်လေးအလောက်ပဲရှိတဲ့အတွက်ဒီလောက်ပဲတင်ဆက်ပေးတာဖြစ်ပါရဲ့ရှင့်ကျမတို့အနေနဲ့ကတော့စေယုံဆိုတာလူတွေအသက်ကိုကဲရတဲ့နေရာပါဒီလိုစေယုံမှာတာဝန်ထမ်းဆောင်တဲ့သူတွေဟာအင်းမြစ်စည်းကမ်းတွေကိုင်ညီမှဖြစ်မှာပါအခုလိုမျိုးခွေးတွေကိုပေါ့နော်စီးမဲ့ကမ်းမဲ့မွေးမြူထားပြီးတော့တောင်ဝင်ယူမှုတောင်ခံလည်းမှုလည်းမရှိဘဲနဲ့လူနာတွေဒုက္ခဖြစ်စေတဲ့ဆိုရင်တော့ဒီစေယုံကစစ်စေးတင်ပါတယ် ကျွန်မလည်းရှင်းပြရခွေးချစ်တဲ့သူပါခွေးလေးချစ်ပါတယ်ခွေးလေးတွေလည်းကျွန်မခြံနဲ့နေတော့မွေးတယ်ပေါ့နော်ဒါပေမဲ့အခုလိုမျိုးကြီးလက်လွတ်စပဲစီကမ်းမဲ့ကြီးတော့မလုပ်ပါအောင်ချက်ခွေးလေးတကောင်မှလည်းအသက်ရှိတယ်လို့ဒုတိယမှလည်းအသက်ရှိပါတယ်ခွေးလေးတွေချစ်တယ်ဆိုရင်ကိုယ့်ရဲ့ခွေးရသူများမကိုက်အောင်လို့စ조사လုပ်ဆောင်အောင်မှာဖြစ်ပါတယ်အဲ့လိုမှတောင်းမယူနိုင်တော့မမွေးတာကောင်းဆုံးပါပဲရှင့်ဒါပြင်လက်သုံးချောင်းထောင်ပြီးတော့အကျန်းဖက်အားပေးတာတွေစစ်ပြေးတွေကိုပါ ခွက်ထားပေးတာတွေပေါ့နော်အဲ့ဒါတွေကတော်တော်ပုံမှန်ကြီးနေရလို့တော့ထင်ပါတယ်ဘလို့ပဲဖြစ်စုံစမ်းစစ်ဆေးလိုက်တာမမှားပါဘူးရှင်ကျမနိုင်ငံမှာလည်းတည့်ရတိုင်းပဲပေါ့နော်ဖျဲသီးဇလန်တွေကများတာဆိုတော့လေဒီလိုစေးရုံမှာတစ်စပေါက်တွေရှိနေမဲ့ဆိုရင်ဖျဲသီးဇလန်တွေကနေတဆင့်ဝန်ထမ်းတွေရဲ့လုံခြုံစိတ်ချမှုတွေလည်းလုံခြုံရေးကိစ္စတွေပေါ့နော်ဒါ riline စိုးရင်ရပါတယ်။ဒါကြောင့်စစ်ဆေးလိုက်တာတော့မှန်ကန်ဆုံးဖြစ်ပါလိမ့်မယ်ရှင့်။ဒီချက်လေးကိုကျမပြည်သူတန်လေးကနေပြီးတော့တင်ဆက်လိုက်ပြရစီတော့ရှင့်။ မိဘပြည်သူများရှင်ကျမဆက်လက်တင်ဆက်ပေးမှာတော့တရင်ကောင်းလေးပါပဲတရင်ကောင်းကနေထပ်ပြီးတော့တောင်းဆိုစရာလေးလည်းရှိပါတယ်။ဒါလေးကတော့လူသမားတွေအတွက်အပေါထောက်ပံ့ခြင်းဝင်တတ်မှတ်ကြညာခြင်းဆိုဝင်နိုင်ငံတော်ထုတ်ပြန်ထားရှိပါတယ်။အခုဒီဘောနော်အစိုးရလက်ထက်ကနေပြီးတော့အခြေခံလူသားတွေအတွက်ကိုလောက်ခလာစာတွေဘောနော်လောက်ခလာစာအပေါထောက်ပံ့ခြင်းဝင်တွေကိုတတ်မှတ်ကြညာပေးရရှိပါတယ်။အဲ့လိုတတ်မှတ်ကြညာပေးတဲ့အတွက်အခုဆိုရင်နောက်ဆုံးစင်ရင်အရာဘောနော်မနေ့ကဒီအော်တိုဘားလ14ရက်နေ့ကထုတ်ပြန်ချက်ရဆိုရင် လုံသားတအူးကနေ့စဉ်လုံသမားတွေကနေ့စဉ်လုံခကျက်9800ဖြစ်သွားပါပြီအနည်းဆုံးလုံခ9800ပေးရမှာပေါ့နော်သူတို့ဒီအရုပ်ဗန္ဒာရေးနဲ့အခွန်ဝင်ရေးဌာနကနေပြီးတော့30ရက်ကုလ2025ရက်စွဲမှာအမိတ်ကျညာစာအမှတ်130မြင်းဆောင်2025နဲ့ထုတ်ပြန်သတ်မှတ်ပြီးသားဖြစ်ပါတယ်။ဒါကြောင့်လို့သမတုဝါဆိုရင်တရက်ကိုလောက်ခလာစာ9800ကျပ်ရရှိမှာပါ။ဒါပေမဲ့ဒီသတ်မှတ်ချက်အရဆိုရင်အလို့သမ10ဦးအောက်ပဲရှိတဲ့လုပ်ငန်းငယ်တွေမိသားစုတန်တိုင်းမှာလုပ်ငန်းတွေနဲ့တော့သက်ဆိုင်ခြင်းမရှိပါဘူးရှင့်။ ောသမားဆေးဦးအောက်ပဲရှိရဲတနိုင်တစ်ပိုင်ပဲလုပ်တယ်ဆိုရင်တော့လောက်ခလာစာတိထက်နေနိုင်တာပေါ့နော်တနေ့ကို8800ပေးဖို့အတွက်သူတို့မစွမ်းသာတဲ့အခြေအနေတွေရှိနိုင်ပါတယ်ဒီတော့ဒီအုပ်စုတွေကတော့ပါဝင်ခြင်းမရှိပါဘူးဗမီတို့မယ်ဆိုစေကမလို့သမားတယောက်ကတရက်ကို8800ကအခြေခံလောက်ခလာစာနှုတ်တာဖြစ်သွားပြီဆိုတဲ့အချိန်မှာကျမတော့ကုံစေးနှုတ်ဆိုတဲ့အရာနဲ့သွားပြီးတော့နှိုင်းရှင်ရပါတယ်လူတယောက်ကလှုပ်လှုပ်တယ်ပဲထားပါတော့တက်ကုံ8800ရရတယ်ကုံစေးနှုတ်ကဒီမှာရှိတယ်ဆိုတော့ကျမတို့ကဒါကျမတို့ပိုင်ဆိုင်မှု8800နဲ့ကုံစေးနှုတ်တွေကိုသွားပြီးတော့နှိုင်းရှင်ရမယ် ကျောင်းမြန်မာနိုင်ငံသားတွေအဓိကစားဝတ်နေရေးမှာဘာအဓိကပါလဲဆိုစံစားရမယ်။ဟင်းချက်ဖို့စီလိုမယ်။ဟင်းစားဝယ်ရမယ်။ပြီးတော့ကလေးတွေပေါ့နော်အဟာရတွေရှိဖို့အတွက်အသားငါဝယ်စားရမယ်။အစစ်အချီနေတစ်ခုမှာယနေ့ခေတ်ကုံစည်းနှုံးနဲ့9800နဲ့နှိုင်းရှင်လိုက်တဲ့အခါမှာပုံတံအားဖြစ်ပေါ့နော်ကျွန်မနှိုင်းရှင်ပြရတဲ့အခါမှာဘာနဲ့တူလဲဆိုရင်ကုံစည်းနှုံးကစင်ဖြစ်နေပြီးတော့ကျွန်မတို့လောက်ခလာစာ9800ကစိတ်ဖြစ်နေပါတယ်။အရွယ်စားအလောက်ကွာချားနေပါသေးတယ်လို့ပြောကြတယ်ပေါ့နော်။တကယ်ဟိုအစစ်မပြေနိုင်သေးပါဘူး။ ဒါပေမဲ့နိုင်ငံတော်ကလည်းသတ်မှတ်ပေးတယ်အနေအထားထိပဲသတ်မှတ်ပေးရတာပေါ့လောက်ခလာစာအရင်လဲတူးမြင့်လို့မရတဲ့အခြေအနေတခုပေါ့နော်ဒီတော့လောက်ခလာစာကိုကျမတို့ကစိတ်အရွယ်လောက်ပဲရှိရဲလောက်ခလာစာကိုပေါ့နော်အဲ့လိုမျိုးဒီစင်ဆိုတဲ့ကုံစိနှုံရင်းနဲ့နှိုင်းရှင်ဖို့ရအောင်လို့သူ့အကောင်ကြီးအောင်လုပ်လို့မရအောင်ဆိုရင်စင်ကိုကျမတို့ကပိတ်အောင်လုပ်ပါမယ်ဟုတ်လားနော်သဘောသဘောတရားရှင်းရှင်းလေးစိတ်ကိုအကောင်ကြီးအောင်မလုပ်နိုင်ရင်စင်ကိုပိတ်အောင်လုပ်ပါမယ်ဒီတော့စင်ဆိုတဲ့ကုံစိနှုံရီကိုကြလာအောင်ပိတ်လာအောင်လုပ်ဖို့အတွက် နိုင်ငံတော်မှာပြည်ဝတာဝန်ရှိလာပါတယ်။တန်းသူပြည်သားတွေကတော့နိုင်ငံတော်သတ်မှတ်ထားတဲ့တန်း9800ဆိုတဲ့စိတ်အရွယ်လောက်ခလာဆောင်တိုးတက်အောင်ဘယ်လိုမှလုပ်လို့မရအောင်ရှင့်။ဒီတော့နိုင်ငံတော်ကပဲစင်ရွယ်ဖြစ်နေတဲ့ကုံစင်းတွေကိုကြာဆင်းလောင်လို့ကြိုးစားရမှာဖြစ်ပါတယ်။ကျွန်မနိုင်ငံမှာပြည်သူတွေရပါတော့ပြည်သူတွေအရဆိုရင်တော်တော်များများတချို့ကရွှေလဲမဝင်နိုင်ဘူးကားလဲဝယ်မစည်းနိုင်တဲ့ခြေအနေတခု။ဒါကြောင့်သူတို့တွေအရဆိုရင်ရွှေဈေးတက်တာတွေစီဈေးတက်တာတွေသူတို့စိတ်ဝင်စားအောင်သူတို့စိတ်ဝင်စားတာသူတို့ဈေးတွေရောက်တဲ့အချိန်မှာသူတို့ဝယ်စားရမယ့်အခြေခံ စားတော့ကုန်နေဈေးမတက်ဖို့ပဲအဓိကရှင်အိမ်ရှင်မတော်တော်များရွှေဈေးဘလောက်ဖြစ်ပြီဆိုတော့ဘယ်သူမှစိတ်ဝင်စားကြအောင်အားလုံးကတော့ဆက်ဆက်မှုရှိနေတာပေါ့နော်ရွှေဈေးတွေဓာတ်ဆီဈေးတွေကုန်ဈေးနှုန်းတွေဆိုအားလုံးဆက်ဆက်နေတာဒါပေမဲ့သူတို့ကွက်ပြီးမြင်တာကုန်ဈေးနှုန်းဈေးတွေပဲမြင်တာပါဘာကြောင့်လဲဆိုတော့သူတို့ ਨੇ အဓိကတက်ဆိုင်လာတာကုန်ဈေးနှုန်းကြောက်ပါပဲဈေးထဲမှာဝယ်စားရတဲ့ကုန်ပစ္စည်းတွေရဈေးနှုန်းမှာပဲအရှိအချိန်ထိရတော့ဒေါ်လာဈေးလည်းနည်းနည်းစီကျလာပါပြီဓာတ်ဆီဈေးလည်းကျလာပါပြီဒါပေမဲ့ကုန်စင်းတော့အခုချိန်ကြီးမကြသေးဘူးရှင့် ဈေးထဲမှာရောင်းနေကြဈေးတိုင်းပဲရောင်းဝယ်ဖောက်ကားနေကြတော့မယ်။အိမ်ရှင်မတွေဟာဒုက္ခတွေရောက်နေကြတော့မယ်။မဖူလုံမှုတွေဖြစ်နေကြတော့မှာပဲ။ဒီပြဿနာကြီးကကျမတို့အားလုံးရဲ့ခေါင်းပေါ်မှာရှိနေတယ်။ကျမတို့အားလုံးပခုံးပေါ်မှာရှိနေတယ်။ဒီကုံစင်းနှုတ်ထံကိုကျမတို့ကိုယ်တိုင်လည်းခံစားနေရတယ်ဆိုတဲ့အခါကျတော့ဒါကြီးကိုကျမတို့ကဆင်အရွယ်ကြီးကိုဖေးဖေးကြုံလာအောင် လုပ်ဖို့အတွက်နီလန်းတွေကိုရှာဖွေရတော့မှာဖြစ်ပါတယ်။ပြည်သူအနေနဲ့ကလည်းအများကြီးလိုက်ပြီးတော့စဉ်းစားသုံးသပ်နိုင်ခြင်းမရှိဘူးပေါ့နော်။ကျွန်မနိုင်ငံပြည်သူတချို့ကလည်းအဲ့လိုမျိုးတော့ရှိရဲ့ရှင့် နိုင်ငံမတည်ငြိမ်လို့ရှိရင်ကုန်စင်လုံးတွေတက်မှာပဲဆိုတော့သူတို့မစင်စားမိခဲ့ကြအလားမသိဘူးနိုင်ငံတော်မတည်ငြိမ်အောင်လို့ဝိုင်းဝန်းကြိုးပမ်းအားထုတ်လိုက်ကြတယ်နိုင်ငံတော်မတည်ငြိမ်ဖြစ်လာတော့ကုန်စင်လုံးတက်လာတဲ့အချိန်မှာအစိုးရလက်ညှိုးထိုးတယ်ဆိုတဲ့အခြေအနေကလည်းဖြစ်တယ်ပေါ့နော်ပြောရမစုံတိုင်းပြည်သားထဲမှာလည်းစိုးသွမ်းတဲ့တိုင်းပြည်သားရှိတာပေါ့ရှင်ဒါမှလည်းအစိုးရဆိုတာကတော့တာဆိုသမီးဆိုတာကောင်သမီးကောင်ခွဲနေလို့မှမရတာပြည်သူတွေခက်ခဲလာပြီဆိုရင်ဖြည့်ရှင်းရမှာအစိုးရတောင်းဖြစ်နေတာဆိုတော့လေဖြည့်ရှင်းပေးဖို့အတွက်ပဲကျွန်တော်တို့ကတောင်းဆိုရတာပါရှင်အားလဲနာပါရဲ့ရှင် ။အားကြောင့်လဲဆိုတော့တချို့တိုင်းပြည်သားဆိုးတွေကြောင့်တိုင်းပြည်မတည်ငြိမ်ဖြစ်ရတာလေ။မတည်ငြိမ်ဖြစ်လာတော့မှအစိုးရလည်းညှို့ထိုးပြီးတော့ဖြေရှင်းခိုင်းတာကတော့အစိုးရတော်တော်မတရားပါဘူး။ဒါပေမဲ့လည်းအစိုးရသည်အစိုးရလုံးလုံးအောင်မှဖြစ်တဲ့အတွက်တိုင်းလူပြည်သားကဘလို့ပဲသိုးသည်ဖြစ်စေကောင်းသည်ဖြစ်စေလိမ္မာသည်ဖြစ်စေမလိမ္မာသည်ဖြစ်စေအစိုးရကတော့တို့ဥကာကွယ်ဆောက်ရှောက်နိုင်မှုအတွက်တို့ရဲ့လူဝင်စာနာတွေပေါ့နော်အတတ်နိုင်ဆုံးဖြည့်ဆည်းနိုင်မှုအတွက်စ조사ရမှာပဲဖြစ်ပါရဲ့ရှင့်ဒါကြောင့်ကျွန်မပြည်သူတန်လေးကနေကုံစင်းနှုံးဆိုတဲ့စင်ကြီးကိုပေါ့နော်ပိန်သွားအောင်လို့အလုပ်ဆောင်ပေးပါအောင်လို့ကျွန်မက တိုက်တွန်းနှိုးဆော်လိုက်ပြန်စီတော့ရှင်ကျမသတင်းသုံးသက်ချက်လေးကိုဒီနေ့မှဒီလောက်နဲ့ပဲရှင်းနာပြစီရှင်ကျမသတင်းလေးတွေကိုနေ့စဉ်ဒီတိုင်းပဲကြည့်ရှုအားပေးတဲ့မိဘသူများအားလုံးစိတ်ချမ်းသာကိုကြမှာကြပါစေကောင်းသောလူဝင်ဆန္ဒများပြေဝကြပါစေလူချင်းချင်းနှဲ့ပတ်ချင်းကင်းရှင်းကြပါစေအထင်သေးချင်းအချင်းချင်းကင်းရှင်းကြပါစေစိတ်ရလူချင်းအချင်းချင်းကင်းရှင်းကြပါစေလို့ကျမတို့ prime media မိသားစုကစုတော်မြတ်တာပို့တာအပါရရှင်